အချိန်တန်တော့လည်းပဲအိမ်ပြန်ညရတယ်ပေါ့အဲ့ဒီအိမ်ဆိုတဲ့စကလုံးနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားရဲ့ဒေသနာထဲမှာအများကြီးဟောထားတာတွေတွေ့ရတယ်ဓမ္မပဒထက္ကရာထဲမှာတွေ့ရတာလေးတခုကအမထသသနာမစတ္တာရောအပယာတကခေဟေတတိတာပမထသသနာမမေးလျော့နေကြတဲ့ပုဂ္ဂိုလ်တွေအတွက် စတတောအပယအပေလေးပုံတို့သည်တကဂေဟာတတိတာတကဆိုတာမိမိပိုင်တာဂေဟဆိုတာအိမ်ပေါ့နော်တတိတာဆိုတူတယ်မိနေတဲ့ပုံကိုယ်တွေအတွက်အပေလေးပုံဟာကိုယ်ပိုင်အိမ်ကြီးနဲ့တူတယ်လို့ပြောတာဘာဖြစ်လို့အဲ့လိုမြတ်စွာဘုရားရဲ့အလိုတော်ကြသူပြောရတယ်လဲတဘာဝတော့အရင်ကြပါတယ် မိမိရောရောပေါ်ပေါ်ဆားဆားနေမယ်ဆိုလို့ရှိရင်များသောအားဖြင့်များသောအားဖြင့်မဟုတ်ပါဘူးလေတေချာပေါက်လောဘဒေါသမောဟကိရိတာတရားပဲဖြစ်လာတယ်တတိမပါညာမပါတဲ့အခါတိုင်းမှာတရားဓမ္မတို့အင်းရဲ့စိတ်ထဲကိုမောဟတာလွှမ်းမိုးထားတယ်တွေ့ကြုံနေရတဲ့အာယုန်တွေနဲ့ပတ်သက်ပြီးတော့ဒါတွေဟာဘာတွေလဲလို့အမှန်ကန်သိတဲ့သဘောမရှိဘူး ကျွတ်ဘဝမှာရှင်သန်နေထိုင်နေဆိုတာမြင်ရင်နဲ့ကြားရင်နဲ့အနံ့ရသာစားရင်တောင်းရင်တွေးရင်ထီးရင်တွေးရင်ကြံရင်ချမ်းသာရင်ဆင်းရဲရင်နဲ့ပြောရရင်တဘာဝတရားတွေကိုတွေ့ကြုံရင်နဲ့ဘဝမှာရှင်သန်နေကြတာဟုတ်တယ်မဟုတ်လားဘယ်နာလေးမှာပဲနေနေဘယ်ချိန်မှာပဲဘာပဲလုပ်နေနေအာယုန်နေနေပဲတွေ့ပြီးတော့နေတာအဲ့ဒါကိုကပမာဒမိမိရောရောပေါ်ပေါ်ဆားဆားနေမယ်ဆိုရင်အဲ့ဒီအချိန်မှာအဲ့ဒီဖြစ်နေတာတွေကိုဦးဇင်းတို့မသိဘူး ုအထင်တင်နဲ့ပဲနေတာပေါ့ဖြစ်နေတဲ့တရားကိုအမှန်သိပြီးတော့နေတာမဟုတ်အဲ့ဒါလိုထင်ရင်လိုထင်ပြီးတော့နေတာကိုမောဟလို့ဆိုတာအဲ့ဒါလိုဆိုလို့ရှိရင်ဦးဇင်းတို့စိတ်ထဲမှာနော်ဂျင်းနဲ့ဆရာလို့ထင်တဲ့အာယုံနဲ့တွေ့တော့လောဘနဲ့ဆက်လက်ပြီးတော့မှားကြတယ်မဂျင်းနဲ့ဆရာလို့ထင်တဲ့အာယုံနဲ့တွေ့ရင်ဒေါသနဲ့ဆက်ပြီးတော့မှားကြတယ်အဲ့ဒါမေ့နေလို့ရှိရင်မောဟကိုအခြေခံပြီးတော့လောဘနဲ့ဒေါသဟာတော့တကလေးစီ ဖြစ်နေကြတယ်ဒါအလွန်တရာမှထင်ရှားတဲ့ဖြစ်စဉ်ပေါ့နော်အဲ့ဒါဆိုရင်လောဘဒေါသမောဟရဲ့နော်အကျိုးပေးဟန်ကလေးကိုခွဲတန်းလေးလဲပေးတတ်လို့ရတာပြီးသားလောဘဒေါသမောဟမျိုးစစ်ဖြစ်တယ်ဆိုရင်ဘလို့ပင်ပေါက်လာမလို့အပယ်လေးပင်အပယ်လေးပုံဆိုတဲ့အပင်ပဲပေါက်လာလောဘဆိုတာကတော့စာလောင်မှုသိတဲ့သဘောနော်ငတ်တဲ့သဘောဖြစ်တဲ့ကြောင့်ငတ်နေရတဲ့စာလောင်မှုသိနေရတဲ့ပြိတ္တာဘဝမျိုးကိုဖန်တီးတယ်ပေါ့ ေါသဆိုတာကတော့အလွန်ပူလောင်တဲ့အတွက်ကြောင့်အလွန်ပူလောင်တဲ့ငရဲဘဝကိုဖန်တီးတယ်။မောဟဆိုတာကတော့ဘာမှမသိတဲ့အတွက်ကြောင့်ဘာမှမသိတဲ့လိစ္ဆာဘဝကိုဖန်တီးတယ်လို့ရေဝရာအဖြစ်လောဘဒေါသမောဟတို့ရဲ့ခွဲတမ်းလေးကိုနားလည်ထားကြပြီလားဟုတ်လား။အဲကြောင့်မေ့နေလို့ရှိရင်လောဘဒေါသမောဟဖြစ်မယ်လောဘဒေါသမောဟဖြစ်လို့ရှိရင်အကျိုးရလအဖြစ်ဖြစ်အပေလေးပုံကိုရောက်ရရောက်ကြောင်းအလုတ်ကိုလှုပ်ရရောက်တဲ့အတွက်ကြောင့်အပေပုံကိုရောက်တတ်တယ် ဒါကြောင့်မိမိရော့ရော့ပေါ့ပေါ့ဆားဆားနေကြတဲ့ပုံကိုယ်တွေအတွက်အပေလေးပုံဟာကိုယ်ပိုင်အိမ်ကြီးနဲ့တူတယ်ဆိုတဲ့စကားလေးစဉ်းစားပြရကောင်းတယ်ပေါ့နော်ပြီးတော့ဦးဇင်းတို့ဒီအိမ်ဆိုတာနဲ့ပတ်သက်ပြီးတော့လေးလေးနက်နက်ကလေးပြောထားတာခန္ဓာဝကတန်ယုတ်ပါဠိတော်မှာတွေ့ရတယ်အိမ်နဲ့ပတ်သက်ပြီးတော့အဲ့ဒီမှာတော့နှမျိုးတောင်ပြောထားတယ် အမြဲနေရအိမ်ရဲ့ယာယီအိမ်ရဲ့ဆိုအမြဲနေရအိမ်ဆိုတာကိုကြတော့သူကပါပြောတော့ဆိုတော့ဒီဖောက်ပြန်တက်တဲ့ရုပ်အစုဝေးကြီးဟာတိမှုဝိညာဉ်ရဲ့အမြဲနေရအိမ်တဲ့အဲ့ဒီအမြဲနေရအိမ်ကိုဖြည့်ဆည်းခြင်းတယ်ဆိုလို့ရှိရင်တိမှုဝိညာဉ်ဟာဒီရုပ်အစုရဲ့အပေါ်မှာတက်မဲ့မှုကင်းအောင်လုပ်ရမယ်ပေါ့သူကအဲ့ဒီမှာဦးဇင်းတို့ရုပ်ရဲ့ဝေဒနာရဲ့တင်ညာရဲ့သင်္ခါရရဲ့ အဲ့ဒီ၄မျိုးကိုစိတ်ဝိညာဉ်ရဲ့အမြဲနေရာအိမ်လို့ဒီလိုပြောတယ်။ယာယီအိမ်ဆိုတာကျတော့ဘာပြောလို့ဆိုတော့သူကအာယုံ၆ပါးကိုပြောတယ်။တခါတလေဦးဇင်းတို့ရဲ့စိတ်ကလေးကမြင်ရင်းနဲ့နေတာကြားရင်းနဲ့နေတာသူကတော့အမြဲကြီးမဟုတ်ဘူးလေ။မြင်နေတဲ့အချိန်မှာကြားနေတဲ့စိတ်မရှိဘူးပေါ့။ဒါကြောင့်သူ့ကိုကျတော့ယာယီအိမ်လို့သုံးတယ် ရုပ်ဝေဒနာသင်ညာသင်္ခါရကိုကြတော့အမြဲနေရအိမ်လို့တောင်းတယ်ဒေသနာလေးတွေကိုနည်းနည်းလေးအရသာခံကြည့်ဖို့ပြောတာပါအဲ့ဒီမှာဦးဇင်းတို့ဒီခန္ဓာအိမ်ဆိုတာနဲ့ပတ်သက်ပြီးတော့အယံထင်ရှားတဲ့ဒေသနာတစ်ခုကယောဂီတို့အိမ်မှာဘုရားရှင်တို့တော်ဒီကိုယ်ပဲပြီဆိုလို့ရှိရင်ဘုန်းတော်ကြီးတွေကိုပြင့်ပြီးတော့အနေကစားတင်ညတယ်ဆိုတာလုပ်တယ်ဟုတ်လားအဲ့ဒီအနေကစားတင်တယ်ဆိုတဲ့စကားလေးကဘယ်အနေစဉ်သက်လာတော့ နေကဇာတိတန်တာရာအစချီတဲ့ဂါထာကိုရွတ်ဖတ်ပူဇော်ကြလို့အနေကဇာတိဆိုတဲ့စကားလေးကိုအနေကဇာလို့အလွယ်ပြောလိုက်တာအဲ့ဒါဂါထာနှစ်ပုဒ်ရှိတယ်အဲ့ဒါမြတ်စွာဘုရားရဲ့ဘုရားဖြစ်ပြီကသာကျူးရင်တော်မူတဲ့ဥဒ္ဒံပါဠိတော်နောက်တစ်ချိန်မှာရှင်အနန္ဒမထေမြတ်ကမေးလျှောက်လို့အဲ့ဒီဥဒ္ဒံပါဠိတော်နှစ်ပုဒ်ကိုမြတ်စွာဘုရားပြန်ပြီးတော့ဟောပြလို့နော်ဦးဇင်းတို့လူလောကမှာအဲ့ဒါက ရုပ်ဖတ်ပူဇော်တည်ကြရတာနားလည်ခွင့်ရနေကြတာအဲ့ဒီဂါထာနှစ်ပုဒ်ဆိုလို့ရှိရင်အလွန်မအုပ်ကောင်းတယ်လို့ပြောရအတိဘေကိုကောင်းကောင်းနားလည်ပြီးတော့ကြက်မှတ်ပြီးတော့ရုပ်ဖတ်ပူဇော်နိုင်မယ်ဆိုရင်အရင်ကောင်းမှာပဲအနေကဇာတိတန်တာရံတန်တာဝိတ္တအနိပိတံဂဟကာရံဂဝေတံတောဒုက္ခဇာတိပုဏ္ဏပုဏ္ဏတကတကတာ ကာကာရကဒိဋ္ထောတိပုဏ္ဏခေဟနာကာယတိတပ္ပတေဖတုကဘကကဟကုတံဝိသင်္ခတံဝိသင်္ခာရကတံစိတ်တံတဏ္ဏံခယမစ္ဆကဒါကတကာထာကွဲတိတိကျကျပြောရင်နှစ်ကာထာကွဲရှိတယ်ပေါ့နော်အဲ့ဒီနှစ်ကာထာကွဲရဲ့အသေးပဲလေးကိုဥစဉ်ယောဂီတို့ကိုရှင်းပြနော်ဒါအလွန်ကောင်းတဲ့တရားလို့ဥစဉ်စိတ်ထဲမှာခံစားရတယ် အနေကဇာတိတန်တာရံတန်တာဝိတံအနိပိတံကဟကာရံကဝေတံတော်ဒုက္ခဇာတိပုဏ္ဏပုဏ္ဏဒါကပထမကာထာလေးဒါလေးကိုအရင်ရှင်းပြဒုက္ခဇာတိပုဏ္ဏ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 အဖန်ပါအထက်ထဇာတိပြိတ္တိနေရခြင်းသည်ဒုက္ခဆင်းရဲတယ်တဲ့ထက်ခထက်ခမွေးဖွားနေရခြင်းဟာဆင်းရဲတယ်တဲ့ဥပြီးတော့ရိုးရှင်းတဲ့စကားလုံးနဲ့ပြောရရင် ထပ်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 ဖြစ်နေရတာမကောင်းဘူးလို့ပြောတာချို့တော့အဲ့ဒီအမှန်တရားကိုနားမလဲဘူးเนาะထပ်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 ဖြစ်နေရတာမကောင်းဘူးလို့မမြင်နိုင်သေးဘူးဒီနေရာမှာဇာတိဆိုတာကတပံမွေးဖွားခြင်းကိုအဓိကရည်ရတာပါသို့တော့ဇာတိရဲ့အသေးပဲတွေကအများကြီးပဲအခုဦးဇင်းတို့တခုခုကြည်လိုက်တယ်မြင်လိုက်တယ်ဒါမြင်မှုအသိကလေးမွေးဖွားလာတာ ကိုအရင်ရဲ့အတန်ကိုကြားနေတယ်အစ်စ်အစ်စ်တွေပဲကြားမှုတွေဟာမွေးပွားနေတယ်တဘာဝတရားတွေဟာအချိန်တိုင်းအစ်စ်အစ်စ်ဖြစ်နေတယ်ဘဝကြီးတစ်ခုစတင်ပြီးတော့မွေးပွားလိုက်မှမွေးပွားတာလို့ဆိုလိုတာမဟုတ်တဘာဝတရားတွေဟာအကြောင်းကျိုးဆက်ဆက်ပြီးတော့ထပ်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 ဖြစ်နေတယ်သူ့အရင်ဖြစ်ခဲ့တာချုပ်ပြောက်ပြီးတော့နောက်ထပ်အစ်စ်အစ်စ်ထပ်ထပ်ဖြစ်နေတယ်အဲ့ဒါဖြစ်တိုင်းဖြစ်တိုင်းတရားကိုအဲ့ဒါကိုလေဇာတိတော့နားလေရဟုတ်လား ပဂရိဦးဇင်းတို့ရိုးရိုးလူတယောက်မွေးပွားလာတယ်ဆိုရင်ဦးမင်းကြီးရောက်ပြီးတော့ပြီးတော့သေသွားတယ်။ဟုတ်လား။အဲ့လိုပဲဒီယုတ်တဏ္ဍလေးတွေဟာလည်းပဲအခိုက်အတန့်နဲ့အခိုက်အတန့်နဲ့အစ်စ်အစ်စ်ဖြစ်ပေါ်ပြီးတော့မွေးပွားလာရင်လည်းပြီးတော့သူဟာလည်းပဲအလွန်မြန်ဆန်တဲ့နှုံးထားတဲ့နော်ဥပတိပင်ကြားဦးတယ်နော်။ဥပတ်ဆိုတာဖြစ်တာ ठी ဆိုတာခဏလေးတည်နေတာ။ပြီးတော့ပင်ပျက်စီးသွားတယ်။သူလည်းပဲဇာတိဇရာမရဏသဘောနဲ့သွားတာပဲ။ဟုတ်လား။ တော့ဒုက္ခဇာတိပုဏ္ဏပုဏ္ဏအဖမန်ထထဖြစ်နေရခြင်းဟာဆင်းရဲတယ်တဲ့ဒါလေးကိုပေးသက်ပေါင်းသူတို့ကောင်းတို့ကြည်ကြပြတ်ပြတ်နားလည်ရမယ်နော်အနေကဇာတိတန်တာရန်တန်တာဝိတ္တအနိပိတံဂဟကာရဂဝေတံတော့ဒုက္ခဇာတိပုဏ္ဏပုဏ္ဏဒါနောက်ဆုံးပါဒလေးကိုပါဒပြန်ထထထထဖြစ်နေရတာဆင်းရဲတယ်ဘဝတွေထထထဖြစ်နေတာဆင်းရဲတယ်အဲ့ဒါကြောင့်မို့လို့တဲ့တသက်မှာထို့ကြောင့် ကဟကာရဒီခဏအိမ်ကို တိဆောက်တဲ့ပုဂ္ဂိုလ်ကိုဂဝေတန်တော်ငါအမြဲတမ်းလိုက်ရှာ၏တဲ့ဘုရားလောင်းကသူ့ကိုသူပြောတာပေါ့နော်မြတ်စွာဘုရားဘုရားလောင်းဘွားတော်ကအနေထားကိုပြန်ပြောပြတာထက်ကထက်ကပြိပတိနေရာချင်းဟာဆင်းရဲတယ်ဒါကြောင့်မို့လို့ဒီခဏအိမ်ကိုဘဇူဝါမြန်လှုပ်နေတယ်လေလက်တည်တည့်ရခံဘာကြောင့်ဒီခဏအိမ်ဟာထပ်ထပ်ဖြစ်နေရတယ်လေခဏအိမ်ကိုတိဆောက်တဲ့ပုဂ္ဂိုလ်ကတင်စားပြောတာပေါ့နော်သူကအမြဲတမ်းလိုက်ရှာ၏တဲ့ ဘာကြောင့်ဖြစ်တယ်လဲဆိုတာကိုစူးစမ်းရှာဖွေတယ်။အဲ့လိုရှာဖွေခဲ့ပေမဲ့လို့အနိဗ္ဗိတံသူ မတွေ့ရဘူးမမြင်ရဘူးသူမသိနိုင်သေးဘူး။အဲ့ဒီမတွေ့သည်မြမသိသည်မြမမြင်သည်မြကာလပတ်လုံးအနေကဇာတိတန်တာရဘလို့မှရေတွက်လို့မရတော့အောင်များပြားလာတယ်။တန်တရာဒီတစ်ခွင်မှာအနိဗ္ဗိတံနော်တန်တာဝိတ္တံ သူဟာအမြဲတမ်းကျင်လည်ကျစားခဲ့ရတယ်။ဒီကဒါလေးရဲ့လူရင်းအတိတ်ပဲလေးကိုပြန်ခြုံပြီးပြောမယ်နော်။ထက်ခါထက်ခါမွေးဖွားနေရခြင်းဟာဆင်းရဲတယ်။ဒါကြောင့်မို့လို့ဘာကြောင့်ဒီအဖြစ်ကြီးဟာဖြစ်နေရသလဲလို့အကြောင်းရင်းတရားကိုသူလိုက်ပြီးတော့ရှာကြည့်တယ်။အဲ့ဒါကိုတင်စားပြောတယ်ဒီခန္ဓာအိမ်ဆောက်တဲ့လူကိုသူလိုက်ရှာတယ်တဲ့။လိုက်ရှာပြီးမလို့သူမတွေ့ခဲ့ရဘူးမမြင်ခဲ့ရသေးဘူး။အဲ့ဒီမတွေ့မမြင်တဲ့မြကလပ်ပလုံဆိုလိုတာကဒီဒုက္ခဘာကြောင့်ဖြစ်တယ်လဲဆိုတဲ့အကြောင်းတရားကိုလိုက်ရှာတာမသိသေးတဲ့မြကလပ်ပလုံ သူဟာကျင်းပန်းများစွာပြိတ္တိနေခြင်းဆိုတဲ့ဒီအနေကဇာတိတန်တာတာနော်ထက်ခါထက်ခါဖြစ်နေရတယ်ဆိုတဲ့နော်မရေမတွက်နိုင်တဲ့ဒီဖြစ်ခြင်းတရားတွေဟာသူမှာဖြစ်နေရတယ်ဘာမှနားမလဲကြမရှိဘူးနော်ထက်ထက်ဖြစ်နေရကြီးကိုမကြိုက်လို့ဘာကြောင့်ဓာကြီးဖြစ်နေတယ်လဲလို့အကြောင်းတရားကိုရှာတာမတွေ့ဘူးမတွေ့သမျှကာလပတ်လုံးလည်းဓာကြီးကထက်ထက်ပြီးတော့ဖြစ်နေတယ်အကယ်၍သာဘာကြောင့်ဒီဒုက္ခဟာဖြစ်နေတယ်လဲဆိုတဲ့အကြောင်းတရားကိုသာတွေ့မြင်ခဲ့မယ်ဆိုရင် အဲ့ဒီအကြောင်းတရားကိုပေတပိသာဖြစ်သွားတဲ့အတွေ့အကြုံအကြောင်းတရားကိုပေတက်လိုက်ရင်အကျိုးတရားလည်းရဆိုင်သွားမယ်ဒါကနောက်မှနောက်ဆက်ပြောမယ့်ဂါထာလေးရဲ့အသေးပဲကိုနားလည်ဖို့စကားလေးကိုဆက်ဆက်ပေးလိုက်တော့ဟုတ်လားပြန်ပြောမယ်နော်အဲ့လိုဆိုရင်ပထမဂါထာလေးကိုအနေကဇာတိတန်တာရန်တန်တာဝိတ္တအနိဗ္ဗိတံဂဟကာရကဝေတံတော့ဒုက္ခဇာတိပုဏ္ဏပုဏ္ဏထက်ခထက်ခမွေးဖွားနေရခြင်းဟာဆင်းရဲတယ်ဒါကြောင့်မလို့ဒါဘုမကြိုက်လို့ဒါဘာကြောင့်ဖြစ်နေရသလဲဆိုတဲ့အကြောင်းတရားကိုသူလိုက်ရှာကြည့်တယ် ဒါကိုဘလို့တင်စားပြောတော့ခန္ဓာအိမ်ကိုတိဆောက်တဲ့လူကိုသူရှာဖွေတယ်မတွေ့သမျှကလပ်ပလုံးဒီအဖြစ်အပျက်သဘောကြီးဟာထခါထခါပဲဖြစ်နေတယ်တဲ့မရေမတွက်နဲ့အောင်သူကျင်လဲကျက်စားခဲ့ရတယ်ဒါအတိတ်ကိုပြန်ကြည့်လိုက်တာပေါ့ဘာကြောင့်ဒီဒုက္ခဖြစ်နေတယ်လဲဆိုတဲ့အကြောင်းတရားကိုမမြင်ခဲ့လို့ပဲနော်မရေမတွက်နိုင်အောင်တန်တရားထဲမှာဖြစ်ခဲ့ရတယ်ကျင်လဲကျက်စားခဲ့ရတယ်ဒါပထမဂါထာနော်နောက်ဒုတိယဂါထာဆက်ပြောနော် ဟကာရကဒိဋ္ဌောတိပုဏ္ဏခေဟနကဟတိတဗ္ဗတေဖာတုကဘက်ကဂဟကုတံဝိသင်ခတံဝိသင်ခာရကတံစိတံတဏနာခယမိစေကဂဟကာရကဒိဋ္ဌောတိဂဟကာရကတဲ့ဒီခဏအိတိဆောက်တဲ့ပုဂ္ဂိုလ်ကိုဒိဋ္ဌောတိမြင်သူသည်အတိဖြစ်ပြီတဲ့ဟောအဲ့ဒါကဘုရားဖြစ်ပြီဆိုတဲ့အနေထားကိုပြောတာဒီခဏအိတိဆောက်တဲ့လူကိုတိဆောက်တဲ့ပုဂ္ဂိုလ်ငါအခုမြင်သွားပြီတိသွားပြီတဲ့ ဆိုလိုတာကဒီဒုက္ခဘာကြောင့်ဖြစ်တယ်လဲဆိုတဲ့အကြောင်းတရားကိုသူရှာဖွေလိုက်တာတိသွားပြီမြင်သွားပြီတဲ့ကဟကာရကဒိဋ္ထောတိပုဏ္ဏဂေဟနာကဟတိတဲ့ဒါကြောင့်မို့လို့နော်ပုဏ္ဏဂေဟနာကဟတိတဲ့အဲ့ဒီဒီခန္ဓာအိမ်ကိုတိဆောက်တဲ့ပုဂ္ဂိုလ်ဟာပုဏ္ဏတဖန်ဂေဟံအိမ်ကို နာကဟတိသူမဆောက်နိုင်တော့ဘူးတဲ့ဒုက္ခဘာကြောင့်ဖြစ်လဲဆိုတဲ့အကြောင်းတရားကိုမြင်လိုက်တဲ့အတွေ့အကြုံအဲ့ဒီအကြောင်းတရားကိုပယ်ပြီးသားဖြစ်သွားတဲ့အတွေ့အကြုံ အကြောင်းတရားကင်းသွားတဲ့အတွက်ကြောင့်အဲ့ဒီအကြောင်းတရားကြီးကနောက်ထပ်ဒုက္ခကိုဖန်တီးနိုင်စွာမရှိတော့အဲ့ဒါကိုပြောတာနော်ဒါတင်စားချက်ကလေးတွေနဲ့ပြောတာပါနော်ကဟကာရကဒေထောတိပုဏ္ဏကေဟနကဟတိအဲ့လူတယောက်ကိုပြောတယ်လို့မျိုးပြောတာပေါ့ဒီခန္ဓာအိမ်ဆောက်တဲ့လူကိုသူတိသွားပြီဒါကြောင့်မင်းဒီခန္ဓာအိမ်ကိုဆက်ပြီးတော့မင်းမဆောက်နိုင်တော့ဘူးဒီခန္ဓာအိမ်ကိုဘယ်သူကဆောက်နေတော့ဆိုတော့လောဘကဆောက်နေတာဒုက္ခဖြစ်ခြင်းရဲ့လက်သက်တည်းခန့်အဓိကအကြောင်းတရားကလောဘပဲ။ ဟုတ်လားလောဘကနေပေရတော့အကျယ်ကြီးနော်အာယုံကို မမိုးတဲ့လောဘရှိတဲ့ဘဝကိုမမိုးတဲ့လောဘရှိတဲ့အကျဉ်းမြန်ဖြစ်ဟုတ်လားအဲ့ဒီလောဘတက်ဟာခန္ဓာကိုတိဆောက်တဲ့သူပဲအဲ့တော့သူ့ကို မြင်လိုက်တဲ့အခါကျတော့သူဟာဆက်ပြီးတော့ဒီခန္ဓာအိမ်ကိုမဆောင်နိုင်တော့ဘူးလို့ပြောတယ်ဂဟကာတကဒေထောတိပုဏ္ဏဂေဟနာကာဟတိတဗ္ဗတိဖာတုကဘက်ကဂဟကုတံဝိသင်ခတံတဗ္ဗတိဖာတုကဘက်ကတေတင်ဤတယ် တဲ့သင်းဤဆိုတာသူကအဲ့ဒီမှာတဏဟိုခန္ဓာအိမ်ကိုတိဆောက်တဲ့ပုံကိုခေါ်တဲ့သဘောမျိုးနဲ့ပြောတာနော်တင်စားပြောတဲ့စကားလုံးတွေပါပဲဟုတ်လားတပ္ပတိဖာတုကဘက်ကသင်ရဲ့နော်ခန္ဓာအိမ်ကြီးရဲ့နော်တိဆောက်ထားတဲ့ဒီအချင်းရင်းတွေဒါကိရိသားတွေကိုပြောတာအဲ့ဒါတွေကိုဘက်ကသူချိုးဖြက်ပြီးပြီတဲ့နော်ဂဟကတကဒေထောတိပုဏ္ဏကေယနာကတိတပ္ပတိဖာတုကဘက်က တင့်ရဲ့အလုံးစုံသောကိရိတာအချင်းရင်တွေကိုငါအကုန်ဖြည့်ဆည်းလိုက်ပြီတဲ့နော်အိမ်ကိုမိုးဖို့ဆိုရင်ဦးဇင်းတို့ဘေးပပလက်ထုတ်ပရောက်ပတင်ပြီးလို့ရှိရင်ဒိုင်းတွေတင်ရတယ်ဒိုင်းတွေပေါ်မှာမြားလန်းတွေတင်ပြီးတော့အစင်းစင်းဘုံတက်မရှင်လဲတက်မယ်ပေါ့နော်အဲ့ဒီဦးဇင်းတို့ထုတ်ပရောက်ပပေါ်မှာတင်ထားတဲ့ဒိုင်းတွေမြားတွေအဲ့ဒါမရှိဘဲနဲ့မိုးလို့ရမလားမရဘူးနော်အိမ်မှာအမိုးမရှိဘူးဆိုရင်ဒီအရင်ပြည့်စည်တော့တာပဲလေအဲ့တော့အဲ့ဒီအချင်းရင်တွေကို ဘာခေါ်တော့ဆိုတော့ကိရိတာတွေကိုရည်ရွယ်ပြီးတော့ပြောတာတပ်ပါတေဖာတုကဘက်ကတေသင်ဤဖာတုကကိရိတာတိဟုသောအချင်းရနေတွေကိုဘက်ကငါဖြတ်ရှိပြီးပြီတဲ့အကုန်လုံးချိုးဖြတ်ပလိုက်ပြီဂဟကာရကတေသောတိပုဏ္ဏကေယနာဂာတိတပ်ပါတေဖာတုကဘက်ကဂဟကူတံဝိသင်ခတံဂဟကူတံနဲ့အိမ်ရဲ့ခေါင်းနဲ့တူတဲ့အဝိဇ္ဇာတရားကိုလည်းဝိသေခဏကအကုန်ဖြတ်ရှိပြလိုက်ပြီးဖြိုချပြလိုက်ပြီတဲ့အဓိကက ကိလေသာအမိုးမှာဘယ်သူကအဓိကအကြဆုံးလဲလို့မေးရင်အဝိဇ္ဇာကအဓိကကြတာ။နောက်ကိလေသာတရားတွေထဲမှာအဝိဇ္ဇာကိုဖြည့်ဆည်းပြင်ကျန်တဲ့ကိလေသာတွေကအကုန်ဖြည့်ဆည်းသွားတာပေါ့။မတိမှုမရှိရင်ကျန်တဲ့ကိလေသာ ဖြစ်လို့မရ။အဲ့ဒါလိုလေးဦးဇင်းတို့ကကြည်ကြင်းပြင်းပြနားလေရ။ဒါကြောင့်တီးဖို့ပဲဒလဇက်ဦးဇင်းတို့အားစိုက်ဖို့လိုတယ်။တီးရင်မတိလို့ဖြစ်တဲ့အမှားယွင်းတွေကအကုန်လုံးရှင်းသွားမှာ။ဘယ်ကိလေသာမျိုးမဆိုမတိမှုကိုပဲအခြေခံပြီးတော့ဖြစ်တာ။ လိုချင်တယ်ဆိုရင်လည်းလိုချင်စရာလို့ထင်လို့မကျင်တဲ့ဘူးဆိုရင်လည်းမကျင်တဲ့ဘူးမကျင်တဲ့စရာလို့ထင်လို့မန်တီတက်နေတယ်ဆိုရင်လည်းမန်တက်စရာလို့ထင်နေလို့အမားတွေကိုပဲအခြေခံပြီးတော့အမားတွေဟာဆက်ပြီးတော့ဖြစ်နေတာဟုတ်လားဒါကြောင့်ခန္ဓာအိမ်ကိုဖြည့်ဆည်းမယ်ကြံလို့ရှိရင်ခန္ဓာအိမ်ရဲ့အမိုးကိုအရင်ဖြည့်ဆည်းမယ်နော်အဲ့ဒီအမိုးမှလည်းဘယ်သူအဓိကကြံတော့စားတဲ့ကတော့အထွတ်လို့တုံးထားတယ်ဥစဉ်ကတော့နားလေလွယ်အောင်ခေါင်းလို့ပြောလိုက်တယ်ဟုတ်လားအဲ့ဒါကိုပြောတာနော် ကဟကာရကဒေထောတိပုဏ္ဏကေယနာကဟတိတဗ္ဗတိဖာတုကဘကကဟကုတံဝိသင်္ခတံဒီရောက်သွားပြီဟုတ်လားကဟကာရကဒေထောတိခန္ဓာအင်းဆောက်တဲ့လူကိုငါတွေ့ပြီဒါကြောင့်မို့လို့ပုဏ္ဏကေယနာကဟတိနောက်တစ်ခါသင်ထပ်ပြီးတော့ဒီခန္ဓာအင်းကိုဆောက်နိုင်တော့မှာမဟုတ်တော့ဘူးနော်တဗ္ဗတိဖာတုကဘကသင်ရဲ့အချင်းယနေတွေလို့ဆိုတဲ့ကိလေသာတရားတွေကိုငါဖျက်ဆီးပြီးပြီကဟကုတံဝိသင်္ခတံနော်အထွတ်လို့ ဆိုတဲ့အဝိဇ္ဇာတရားကိုလည်းငါအကုန်လုံးဖြိုချလိုက်ပြီတဲ့ပြီးတော့ဆက်ပြောတော့ ကာဟကုတံဝိသင်္ခတံဝိသင်္ခါရကတံစိတ်တံ ਨੇ ဝိသင်္ခါရဆိုတာနော်ပြုပြင်မှုအကြောင်းတရားကင်းတဲ့သဘောနိဗ္ဗာန်ကိုပြောတာအဲ့ဝိသင်္ခါရကတံစိတ်တံငါရဲ့စိတ်ဟာနော်နိဗ္ဗာန်ဆိုတဲ့တရားကိုရောက်သွားပြီတဲ့တည်သွားပြီတဲ့ဝိသင်္ခါရကတံစိတ်တံတဏ္ဏနာခယမိစကနော်အလိုဆန္ဒဆိုတဲ့ခန္ဓာရင်ကိုစောင့်နေတဲ့ဒီအကြောင်းတရားတဏ္ဏလည်းပဲအကုန်လုံးကုန်ခန်းသွားပြီတဲ့ဒါကဏီကုန်းကျုပ်လေးပါနော် ငါရဲ့စိတ်ဟာနိဗ္ဗာန်ကိုရောက်သွားပြီအလိုဆန္ဒဆိုတဲ့ဒုက္ခရဲ့အကြောင်းတရားတွေဟာလည်းအကုန်လုံးကုန်ခန်းသွားပြီတဏ္ဍာခရမစ္ဆေကနောက်တဏ္ဍာတွေအကုန်လုံးကုန်သွားပြီတဲ့ဒါမြတ်စွာဘုရားကသူ့ရဲ့เนาะအကြီးမားဆုံးသောအောင်မြင်မှုအတွက်ဝမ်းမြောက်လို့ဒါဥရန်ကျူတာပဲအကုန်လုံးပြန်ပြီးတော့ခြုံငုံသုံးသပ်မယ်ဆိုလို့ရှိရင်အလွန်မှเนาะအနှစ်သာရရှိတဲ့အကြောင်းအရာတွေနည်းနည်းလေးတော့နဲ့အလွန်ကျေပြန့်တဲ့ အနေထားတွေကိုချုပ်ပြီးတော့ပြောလိုက်တယ်လို့လည်းရှိတယ်ပေါ့ဟုတ်လားဒါကြောင့်ပြန်ပြီးတော့နားထောင်ကြည့်မယ်ဟုတ်လားအနေကဇာတိတန်တာရံတန်တာဝိတံအနေပိတံဂါဟကာရကဝေတံတော့ဒုက္ခဇာတိပုဏ္ဏပုဏ္ဏဒုက္ခဇာတိပုဏ္ဏပုဏ္ဏထထထထထမွေးဖွားနေရခြင်းဖြစ်ပေါ်နေရခြင်းဟာဆင်းရဲတယ်ဒါကြောင့်မလို့ဒါဘာကြောင့်ဖြစ်လဲဆိုတာကိုသူလိုက်ပြီးတော့အကြောင်းတရားကိုရှာကြည့်တယ်ဂါဟကာရကဝေတံတော့ဒီခန္ဓာအိမ်ကိုဘယ်သူဆောက်လဲရှာကြည့်တယ် မတွေ့သေးသမျှကာလပတ်လုံးအနေကားဇာတိတန်တာတန်တာဝိတ္တသူမရှိမတွေ့နိုင်လောက်အောင်ဖြစ်ချင်းတရားတွေဒုက္ခတရားတွေကိုရင်ဆိုင်ခဲ့ရတယ်ဖြတ်တန်းခဲ့ရတယ်ဒါပထမကာလနော်ကာဟကာတကဒိထောတိပုဏ္ဏကေဟနာကာတိအခုဒီခန္ဓာအင်ကိုတိဆောက်တဲ့နော်အကြောင်းတရားနော်လောဘဆိုတဲ့လက်သမားဆရာကိုငါတွေ့သွားပြီမြင်သွားပြီတဲ့ဒါကြောင့်မို့လို့သူဟာနောက်တစ်ဖန်ထပ်ပြီးတော့ဒီခန္ဓာအင်ဒုက္ခအဆောက်အအုံကိုတိဆောက်နိုင်တော့မှာမဟုတ်တော့ဘူး တပ္ပတိဖာတုကဘက်ကတင့်ရဲ့နော်ကိလေသာဆိုတဲ့အချင်းရင်တွေကိုငါဖြူဖြက်ပြီးပြီနော်ဝိသင်္ခါရဟဲ့ကဟကုတံဝိသင်္ခါရအဝိဇ္ဇာတိဟုသောအိမ်ရဲ့ခေါင်အထုပ်ကိုလည်းပဲငါဖြူချပလိုက်ပြီဟုတ်လားပြီးတော့ဘာပြောတော့ဝိသင်္ခါရကတံစိတ်တံငါရဲ့စိတ်ဟာပြုပြင်မှုကင်းရာနိဗ္ဗာန်ကိုရောက်ပြီတဏ္ဏံခယမစ္ဆေကနော်ဒုက္ခရဲ့အကြောင်းတရားဖြစ်တဲ့အလိုဆန္ဒဆိုတဲ့တဏ္ဏအကုန်လုံးကုန်ခန်းသွားပြီဘလောက်ကောင်းနော် အဲ့တော့အဲ့ဒီဒေသနာကိုဦးဇင်းတို့ကြည့်မယ်ဆိုလို့ရှိရင်ခန္ဓာတိုင်းခန္ဓာတိုင်းဟာဘာလို့ပြောတော့အိမ်မဲလို့နားလည်ရမယ်ဟုတ်တယ်မို့လားအိမ်မဲเนาะအချိန်တိုင်းရင်အိမ်ပြန်ရမယ်ဆိုတော့ဟောအဓိကကွာဟဲ့နေရာအတိအမှာစောက်ထားတဲ့နေရာလေးတွေကိုပဲအိမ်လို့ထင်လို့မပြည့်စုံဘူးဟုတ်လားတကယ်တမ်းကအဲ့ဒါကဒီခန္ဓာကိုယ်ကြီးเนาะ ညအိတ်ဆဲရုံတော့ပါပဲတချို့လည်းပဲနေ့တိုင်းကျတော့ရှောက်သွားပြီးတော့လှုပ်ရှားဖွေနေရတယ်အိမ်ကဆောက်အောင်ဆောက်ထားတာတချို့ကောင်းကောင်းတော့မနေရပါဟုတ်လားအဲ့ဒါကပါလေဒီခန္ဓာကိုယ်ကြီးနေမဲ့အနေထားပါပို့ပြီးတော့လေးလေးနက်နက်ပြောရရင်စိတ်နေတဲ့အိမ်ကဘာလဲလို့မေးရင်ရုပ်ဝေဒနာသင်ညာသင်္ခါရအဲ့ဒါစိတ်ရဲ့အမြင်နေရာအိမ်ပဲစိတ်ကတခါလေးလေးအမြင်နေရာအိမ်ကနေထွက်ခွာပြီးတော့ယာယီအိမ်မှာနေတာလည်းရှိတယ်ယာယီအိမ်ကျတော့ဘာကိုပြောတာလဲတော့အာယုံ၆ပါးကိုပြောတာတော့ နည်းနည်းလေးဦးဇင်းကယောဂီတော့မမိမလားလို့အဖြေကိုအပြောဝဲနဲ့မေးကြည့်တာစောတော့ပြောခဲ့တာသတိထားမိမယ်ထင်တယ်နော်ရုပ်ဝေဒနာသင်ညာသင်္ခါရဆိုတဲ့နော်ဝိညာဉ်ကလွဲလို့ကျန်တဲ့ခန္ဓာ၄ပါးဟာတိစိတ်ဝိညာဉ်ရဲ့အမြင်နေရအိမ်ပဲနော်အာယုံ၆ပါးကတော့ရှားကြီးအိမ်ပဲဟုတ်လားအဲ့တော့ဦးဇင်းတို့ကအမြင်နေရအိမ်မှာနေတယ်အရာကြီးအိမ်ကိုလည်းအလဲသွားတယ်ဒီလိုနဲ့နေတာပေါ့ဒါကတော့ ဓမ္မတဘာဝတက်တက်အရာပြောကြည့်တဲ့အသေးပဲပေါ့နော်အဲစောစောကမြတ်စွာဘုရားကြီးရင်တော်မူတဲ့ဥဒ္ဒကထာအရာပြောမယ်ဆိုရင်တော့ဘဝတိုင်းဘဝတိုင်းဟာဘာလို့ပြောအိမ်နေပဲနော်ဒီဆောက်လိုက်ပြောပြက်သွားလိုက်ဒီဆောက်လိုက်ပြောပြက်သွားလိုက်ဒီလိုပဲအဲ့တော့ဦးဇင်းတို့အိမ်ပြန်ခရီးမှာတော့မှတ်သားသင့်တဲ့အိမ်ကတော့ဘယ်အိမ်လဲလို့မေးမိနေတဲ့လူတွေအတွက်အပေလေးဘုံဟာအမြဲအိမ်ပဲဆိုတာဟောအဲ့ဒီဥစ္စာကဟိုးတော့မှတ်သားစရာကောင်းတယ် ော့အိမ်ကတော့အမျိုးမျိုးပဲဂျမာလည်းအိမ်ပဲနှက်လည်းအိမ်ပဲလူလည်းအိမ်ပဲအပေလေးပုံမှာရှိကြတဲ့တော်ဝါလေးတွေလည်းအတီးတီးအိမ်နဲ့နေကြတာနော်ဩဒါကောင်းတဲ့ပေါ်လာတဲ့ဥမာပြောရရင်နော်အစဉ်အတန်းမြင့်မြင့်နေနိုင်တဲ့အိမ်နဲ့နေနိုင်တဲ့လူရှိတယ်နော်တချို့လည်းပဲမိုးလုံးလေးလုံးလေးတော့တချို့ဆိုရင်မိုးမလုံးလေးမလုံးနဲ့တကယ့်ကိုဆွတ်ဆွတ်ပြပြနော်အစဉ်အတန်းနေနေနဲ့နေကြရတဲ့လူတွေလည်းရှိတယ်တတ္တဝါတွေဟာအိမ်အစဉ်စက်နေကြတဲ့နေရာမှာနော်အည်သွေးချင်း အိမ်ချင်းတူသလားမတူတော့တချို့အိမ်တွေဆိုရံကိုလုံကြုံမှုရောအကြည့်ရမြင်ရတာရောအကုန်လုံးတာတာနာနာနဲ့ကောင်းကောင်းမွန်မွန်ပြည့်ပြည့်စုံစုံနေကြရတယ်တချို့ကြလည်းရံစင်စင်ရဲ့ချွတ်ချွတ်ငဲငဲနဲ့နေကြရတယ်ဟောဒါကပဂရိပဂရိအိမ်ကိုပြောတာနော်အဲ့လိုပဲလူခန္ဓာလူအိမ်နတ်ခန္ဓာနတ်အိမ်မြမခန္ဓာမြမအိမ်ဆိုရင်လားတော်တော်ကောင်းတယ်လို့ပြောလို့ရအပေလေးပုံမှာရှိနေကြတဲ့တရဝါတို့ရဲ့ခန္ဓာအိမ်နဲ့နှိုင်းစာရင်သာပြောတာနော် အကုန်လုံးကိုအကျုံကုန်သုံးသက်မယ်ဆိုရင်တော့အကောင်းကတော့မပါဘူးပဲနော်အကုန်လုံးကျုံကုန်သုံးသက်ကြည့်မယ်ဆိုရင်ဘာပဲဖြစ်တော့မလို့ဒုက္ခပဲအဖြစ်ထွက်ရမှာနော်ဒုက္ခဇာတိပုဏ္ဏပုဏ္ဏထာကထာကဖြစ်နေရခြင်းဟာဆင်းရဲတယ်ဆိုတဲ့အမြင်ကိုရအောင်လုပ်ရမယ်အဲ့တော့ဦးဇင်းတို့တကယ်တမ်းကတော့ဘယ်အိမ်မှမကောင်းဘူးအိမ်တွေအလုံးပြုတ်ပြက်သွားပြီးတော့နော်လွတ်မြောက်မှုရတာဟာအကောင်းဆုံးပဲဆိုတဲ့အမြင်မျိုးရအောင်ကြိုးစားရမယ်အဲ့ဒါကလည်းပဲဦးဇင်းတို့နော်လွတ်မြောက်ခြင်းနဲ့စိတ်ဖြစ်ဖို့ဆိုတာက တော့ဒီအိမ်မကောင်းဘူးဆိုတာကိုပဲညံကမြင်မှလွံ့မြောက်လို့စိတ်ဖြစ်မှာပေါ့နော်အိမ်ရဲ့မကောင်းတဲ့အချက်ကိုမမြင်သေးတဲ့မြတ်ကလပ်ပါလို့အိမ်ကလွံ့မြောက်လို့စိတ်ဖြစ်ဖို့ဆိုတာဘလို့မှမဖြစ်နိုင်ပါဘူးဟုတ်လားဒါကြောင့်တူတော်ကောင်းကြီးတွေကတော့အရိယာတူတော်ကောင်းကြီးတွေကတော့တိခဲ့မြင်ခဲ့လို့ခန္ဓာအိမ်ဟာမကောင်းဘူးနောက်ခန္ဓာအိမ်ဘာကြောင့်ဖြစ်တဲ့ဆိုတဲ့အကြောင်းတရားကိုရှားပြီးတော့ခန္ဓာအိမ်ကိုလုံးဝနေကုန်းချုပ်သွားခန္ဓာအိမ်ကနေလွံ့မြောက်အောင်စူးစမ်းတဲ့နေလို့ပြောခဲ့ပြီမလို့ဦးဇင်းတို့တို့ရခန္ဓာအိမ်ရဲ့အပြစ်ကိုမမြင်ညာဘူးဆိုလို့ရှိရင် ခန္ဓာအိမ်ကနေလွတ်မြောက်အောင်ကြိုးစားဖို့နေနေတာတာလွတ်မြောက်လို့စိတ်ရှိဖို့တောင်မလွယ်ဘူးဟုတ်တယ်မဟုတ်လားအဲ့လိုဆိုလို့ရှိရင်ခန္ဓာအိမ်ကနေလွတ်မြောက်ခြင်းတယ်ဆိုရင်အကြောင်းတရားကိုဥရှင်တို့ပယ်တတ်နိုင်မှုလို့လေအကြောင်းတရားကဘာတော့လောဘပဲနော်လောဘကအကြောင်းတရားနော်လောဘကတော့သုံးသက်တဲ့ဘုံလုံးမှာ ဖြစ်ပေါ်နေတဲ့ခန္ဓာအိမ်တိုင်းရဲ့အကြောင်းတရားအဲ့တော့ဘုမတိတက်ထပ်ပြီးတော့အကြောင်းတရားလေးတွေခွဲလိုက်အောင်မယ်ဆိုရင်အပေပုံကြတော့ဘလို့တော့နော်လောဘဒေါသမောဟတွေနဲ့တွားတာပေါ့ အကျံတဲ့ကောင်းမြတ်တဲ့အိမ်တွေကြတော့နော်အလောဘအဒေါသအာမောဟနဲ့သွားတယ်လို့လည်းအကျံပြန်ပြောလို့ရမယ်ပေါ့တနည်းအားဖြင့်မေးလျော်ခြင်းကနောက်ပဲလေးပုံဆိုတဲ့အိမ်ကိုတိဆောက်လိုက်မယ်မမေ့မလျော်ခြင်းကကောင်းမြတ်တဲ့အိမ်တွေကိုတိဆောက်နိုင်တယ်နောက်ဆုံးနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုတဲ့အိမ်ကနေလွတ်မြောက်ဖို့ဆိုတာလည်းပဲဒီအပ္ပမဒါကိုပဲအာကိုရမှာပေါ့ဟုတ်လားဒါကတော့အချိန်တန်ရင်အိမ်ပြန်ညားရမယ်ဆိုတဲ့စကားနဲ့ပတ်သက်ပြီးတော့နော်အိမ်ဆိုတာလေးနဲ့ပတ်သက်ပြီးတော့ပြောကြည့်အောင်မယ်ဆိုတဲ့ဒါပြောလိုက်တယ် နာယီဝဲကြော်သွားပြီเนาะအဲအဲ့တော့ဦးဇင်းတို့ပေးတဲ့ပေါင်းကောင်တို့အိမ်နဲ့ပတ်သက်ပြီးတော့ဒါတော်တော်လေးနေတဲ့အကြောင်းအရာလေးတွေလို့ဦးဇင်းကတော့ဆိုချင်ပါတယ်ဟုတ်လားစိတ်ဝิญဉာဉ်အိမ်ပိုင်ရှင်လို့ဆိုကြပါစို့ဟုတ်လားသူအမြဲတရားအိမ်ကရုပ်ဝေဒနာတင်ညာတင်ခါရဟောယာယီနေတဲ့အိမ်ကအာယုံ၆ပါးဒါပြောခဲ့တဲ့အကြောင်းအရာလေးတွေအချက်လက်ကလေးတွေပြန်ပြီးတော့အနှစ်ချုပ်ပြတာဟုတ်လားအေးဒါကဦးဇင်းတို့လေးနေတဲ့အမြင်နဲ့ကြည်တာပါ နော်ဥဒန်းပါဠိတော်ဥဒန်းစကားအရာကြည့်မယ်ဆိုရင်တော့ဘဝတိုင်းဘဝတိုင်းခန္ဓာတိုင်းခန္ဓာတိုင်းဟာပါဠိတော်အိမ်နေပဲအဲ့ဒီအိမ်ကိုဘယ်သူတိဆောက်လဲလို့မေးလောဘတိဆောက်တယ်ဟုတ်လားလောဘတိဆောက်တယ်နော်အိမ်ပြန်ကြမယ်ယောဂီတို့အတွက်အိုးပြီးတော့တိစရာကောင်းတာမမေ့တဲ့အိမ်ကပါတော့မေ့နေတဲ့ပုံကိုအတွက်အပယ်လေးပုံကအမြဲနေရာအိမ်ဟုတ်လားအိမ်ရဲ့အတိတ်ပဲလေးတွေကွဲပြားပါပုံလေးတွေကိုပြောပြနော်ဒါကြောင့်ပေးတဲ့ပေါင်းတော်ကောင်းတို့သည် မမေးမလျော်မှုအပမာဒတရားလက်ကင်ထားပြီးတော့မေးလျော်သူတို့ရဲ့အမြင်နေရာအိမ်ကိုနောက်တစ်ချိန်မှရောက်မသွားအောင်စ조사အထုံနိုင်ကြတဲ့နောက်ဆုံးခန္ဓာအိမ်မှန်သမျှကိုတိဆောက်တဲ့နော်အလိုဆန္ဒဆိုတဲ့တဏလက်သမားကိုအပြည့်သက်ပေးသက်နိုင်တဲ့နော်စွာတ္တိများရှိကြတဲ့နော်သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့ခုနှစ်ရက်တိုင်းတိုင်း조사အထုံခဲကြရသောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်စွတ်ရဲ့စွမ်းတ္တိကြောင့် Phải <laughs> áo đập dì đồ đồ tí nhà bố nhà mẹ nây okay. bằng ngô Lì mẹ thâu chào mẹ mọc yu bìa sĩ gồm đô hụ Bát đàn đà ông sư yu dạ gồm nhà tử tí Cái Alo Sư đó ấm nhau về bì đồ xong ta dạ Nó Alo mimi ခုနှစ်တန်နဲ့ကြိုးပအထုတ်ခဲ့ကြရတဲ့နော်ဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစိုးဆုံးရှိပါတယ်အဲ့ဒီကုသိုလ်ကောင်းမှုတို့သည်မဉ္ဇဉ်ပူဉ္ဇဉ်ညတ်နိဗ္ဗာန်ကိုအလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုနိုင်ရအာကြီးတဲ့အကြောင်းအထောက်ပံ့ဖြစ်ပါစေလို့နိဗ္ဗာန်ချမ်းသာကိုဆုတောင်းကြမယ်တတဝအနန္တပြုခဲ့သမျှသောကုသိုလ်ကောင်းမှုရဲ့အဖို့ဘာကကိုအညီအမျှရပြီးတော့တော့ချမ်းချမ်းသာသာရှိကြပါစေလို့စေနာမေတ္တာရှိထားပြီးတော့အမြတ်တမ်းများပြည့်ဝကြမယ် အလုံးညီညာညာလိုက်ပြီးတော့ဆိုရရအောင်နော်အရှင်ဖေယာဘုရားပြည်တော်တို့သည်ဘုရားပြည်တော်တို့သည်ခုနှစ်ရက်တိုင်းတိုင်းခုနှစ်ရက်တိုင်းတိုင်းကျွပန်းအထုခကြရတော့ဘုရားအထုခကြရတော့ဒါနတိလဒါနတိလအမာတိပညာအမာတိပညာကုသိုလ်ကောင်းမှုကုသိုလ်ကောင်းမှုအစစ်စုတို့သည်အစစ်စုတို့သည်မဉ္ဇဏ်ဘုံညာမဉ္ဇဏ် မြတ်နိဗ္ဗာန်ကိုမြတ်မောက်ပြုရန်အာကောင်းသောအထောက်အပံ့ဖြစ်ပါစေတည်းဤကောင်းမှုဤကုသိုလ်တို့ဤအဖို့ပါကကိုအသက်ထင်ရှားရှိမရှိဖြစ်ကုန်သောကိုယ်ပွားမိဘ ဆွေမျိုးသားချင်းတို့အားဆွေမျိုးသားချင်းတို့အားအစထား၍အစထား၍၃၁ဘုံ၃ဘုံရှင်လီကုံသောရှင်လီကုံသောတတဝအနန္တတို့အားတတဝအနန္တတို့အားအမြီအမြတ်အမြီအမြတ်ဧဝေငှပါ၏ဧဝေငှပါ၏အမြတ်ရကြ၍အမြတ်ရကြ၍ကိုယ်စိတ်နှဖြာကိုယ်စိတ်နှဖြာဈာမဈာမချမ်းသာကြသည် ဖြစ်ကြပါစေတော်ဖြစ်ကြပါစေတော်ကုသိုလ်အမြတ်အမြတ်အမြတ်ကျေတော်မူကြပါဘုရား